အနေနဲ့ရရကရွှေစကားငွေစကားမိတ်ဆွေပရိသတ်အားလုံးကိုစိတ်နှဖျားကျမ်းမာတည်တဲ့ကျမ်းမာအောင်ချမ်းသာတည်တဲ့ချမ်းသာအောင်စွမ်းဆောင်လုပ်နိုင်ကြပါစေ။ကံညာဝရိယသုံးချက်လုံးအားကောင်းအောင်လည်းကြိုးပမ်းတော်မူနိုင်ကြပါစေ။ဘေးပြာပေါင်းဝေးကွာအောင်လည်းကိုစီကိုစီရွတ်ဆောင်တော်မူနိုင်ကြပါစေလို့လိုက်လိုက်လဲလဲမေတ္တာပို့သားလိုက်ပါရခင်ဗျာ။2025ခုဧပြီလတလတာရွှေစကားငွေစကားကဲဗုဒ္ဓသာသမီမိတ်ဆွေများအတွက်ဖြစ်ပါရခင်ဗျာ။ဒီလိုဂိမ်းမျိုးဟောရတာတော်တော်လေးကိုစိတ်ချမ်းသာမိပါတယ်။ ကန်ထူးတဲ့အချိန်ကန်ထူးတဲ့အချိန်ကြောင်းသားစကားနဲ့ပြောရမယ်ဆိုရင်တော့အောက်မှတ်မြတာမကဂုံနူးထွက်အောင်ကောင်းတဲ့အချိန်အခုချိန်မှာအိတ်ချင်းအိတ်နေပြီစေအိတ်နေအောင်တော့စကားအဖြစ်ပြောတော့တော့တကယ်လဲအိတ်နေနေအောင်ပြင်စရာပြောတိုင်းဟာချက်လောက်ဆိုပြီးတော့မချမ်းသာဘူးမအောင်ပြန်ဘူးဟိုးအရင်အရင်ကကိုစူးစားအားထုတ်ခဲ့သမျှရဲ့အတိအပွင့်ခံစားရတဲ့ game ဖြစ်ပါတယ်ဟိုးအရင်ကဖြေထားတဲ့ဇာမိပွဲအခုထအောင်ဟိုးအရင်ကရှောက်ထားတဲ့အလုပ်အခုရပြီ အမလီယာရုလေးတိုးဖို့ပြောထားတာအထက်လူကြီးကိုမေ့တောင်းနေပြီဟာအခုယာရုတိုးပြီတဲ့ဟိလာသာတိုးပြီတဲ့ဟိစသဖြင့်အရင်အရင်တုန်းကစ조사အားထုတ်ခဲ့သမျှရဲ့အတိအပွင့်ခံစားရတဲ့ကိစ္စမျိုးဖြစ်ပါတယ်ဗျာကဲပြောစရာကြီးအဲ့တော့ဒီပေါက်သလိုမဲပေါက်သလိုစူးရသလိုယာရုတိုးသလိုအမွေရသလိုကန်ထုမဲ့ကိစ္စဖြစ်ပါတယ်ပြည်တွင်းပြည်ပခရီးနဲ့ပတ်သက်တဲ့ရည်ရွယ်ချက်တွေအောင်မြင်တတ်တယ်အလှူမင်္ဂလာပွဲလမ်းသဘင်အစီအစဉ်တွေပေါ်ပေါက်လာတတ်တယ်မထင်မှတ်တဲ့မိတ်ဆွေတို့ဆရာသမားတို့စီကအကူအညီကောင်း အကြဉာဏ်ကောင်းအပံ့ပိုးကောင်းတွေရတတ်တယ်။ပညာရေးပညာရဆိုင်ရာကိစ္စတွေမြေကိစ္စဖုန်းကိစ္စအမွေကိစ္စပြိပောကပေးပြောင်းပန့်ပရိမကြီးဘဘူးအစားအသောက်မုံပဲသေးစရာထုတ်လို့ဖြန့်ချီရောင်းချခြင်းအဲ့ဒါမျိုးတွေပို့ပြီးတော့အကျိုးထူးအောင်မြင်မယ်ကိန်းဖြစ်ပါတယ်။ကောင်းတာဖြစ်ဖြစ်ဆိုးတာဖြစ်ဖြစ်နှစ်ကြိမ်နှစ်ခါနှစ်မျိုးနဲ့စင်လဲကြုံရတတ်တယ်။ငွေတွေအများကြီးခလုတ်တိုက်လဲလဲနှစ်ကြိမ်အဲ့လိုတော့ဖြစ်တတ်တယ်။ကိုယ်ကံတအားကောင်းပြီးတော့ဆွေမျိုးရင်းမိတ်ဆွေရင်းတို့တော့ပူပင်တော့ကလေးတွေ အများရတာလေးသတိပြုရမယ့်ဂိမ်းမျိုးဖြစ်ပါတယ်ဗျနော်အဲ့တော့ဒီလိုဂိမ်းမျိုးမှာဘောရူသားသမီးတွေကံရင်အပမို့ရဖို့ဆိုရင်လုပ်ငန်းကိစ္စအရေးကြီးတဲ့ကိစ္စရှိတဲ့နေမျိုးကြရင်နေညိုရောင်တို့ကြက်သွေးရောင်တို့မယမ်းရောင်တို့များများပါတော့အဝယ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝယ်စင်သုံးသေးပါမိမိတို့ရဲ့ရောင်ကုန်ပစ္စည်းတွေရောင်အားတက်အောင်လုပ်ငန်းဆောင်တာတွေတို့တက်အောင်ဆိုရင်ဆန်းအထုပ်လေးတစ်ထုပ်နဲ့တို့ပြီးထုပ်ပြီးဆူတောင်းပါဗျဆန်းလေးလက်တစ်ထုပ်လောက်ကိုလက်ကင်ပေါ်လိုဟာလေးနဲ့ထည့်ပြီးတော့အဲ့ဒီဆန်းတလေးနဲ့တို့ပြီးထုပ်ပြီးဆူတောင်းပါ ဒီနေ့နော်ဒီလိုကိမျိုးမှာကို့အတွက်ကံကောင်းလက်ရွှေစီမယ်နံပါတ်ဒီကနေ့နေဟာအယောင်းဝယ်လုပ်ဖို့ဈေးစကားတတ်မှတ်မယ်음အချင်းချက်လုပ်ဖို့ဘယ်နေ့ဘယ်နာရီရွေးမလဲနော်အိမ်ချမ်းမြေနံပါတ်အားကားနံပါတ်ဆိုင်ကနံပါတ်တွေရွေးမယ်ဆိုရင်6ကနန်း9ကနန်းတွေကံကောင်းသောကာလဖြစ်ပါတယ်ကဲဒီလိုကိမျိုးမှာဗုဒ္ဓသားသမီးတွေကံကောင်းစရာရှိတာဒီပိုကောင်းညံခတ်တွေရောပါပြပြောင်းကံရဲ့အပမိုးရဖို့ဆိုလုပ်ငန်းဆောင်တာအရေးကြီးကိစ္စရှိတဲ့နေမျိုးကြရင် ဆန်လေးလက်တစ်စုပ်တော့သို့မဟုတ်ဆန်လေးနှုတ်စီတပူလောက်ကို အပုံ17ပုံဖြစ်အောင်ပုံမယ်အမြေကြီးပေါ့ကြမ်းပေါ့မှာစသဖြင့်ပေါ့နော်ငှက်လေးတွေကျင်းငှက်လေးလာတဲ့နေရာမှာအပုံလေး17ပုံပုံပြီးတော့ကျင်းငှက်တရေချာလေးကိုဒါနာပြုပါအဲ့ဒါပြုရင်းနဲ့ခုပြုလုံးမဲ့ဘယ်လုံငန်းဘယ်ကိစ္စဘလို့အောင်မြင်ပါသည်စသဖြင့်စူတော်ဖို့ဖြစ်ပါတယ်ခဗျာကဲပေါ်လူသားသမီးများအဲ့ဒီရေရီယာလေးနဲ့အောင်တာလေးတွေရရှိကြပါစေမိတ်ဆွေအားလုံးလည်းပဲကံညာဝရိယ၃ချက်လုံးအားကောင်းအောင်ကြိုးပမ်းတော်မူနိုင်ကြပါသည်ခဗျာ